စတုမာရစတုမာရိစစတုမာရာစိကနမင်းကြီးလေးပါအုတ်ချုပ်တဲ့နပြေတခုအဲ့ဒါကိုစတုမဟာရိပုံလို့ခေါ်ကြတယ်စတုမဟာရာစိကတဝူတဲ့အုတ်ချုပ်တာမဟုတ်ဘူးနမင်းကြီးလေးအောင်အုတ်ချုပ်တယ်အရှိရောက်မှတတရထာဆိုတဲ့နမင်းကြီးအုတ်ချုပ်တယ်သူကဘသူတွေအုတ်ချုပ်တွန်းဆိုအတိမုတ်ကခုံ ကျွမ်းကျင်တဲ့ခန္ဓာဗန္ဓတွေကိုအုပ်ချုပ်တာသူခုခေတ်ဆိုရင်တော့အမှုပညာတတိပုတ်တချင်းဆိုရဲကာရဲတီးရဲမဟုတ်တဲ့ပိသတိခါတော့လို့စောင့်တီးတဲ့နတ်တွေအဲ့နတ်တွေကိုအုပ်ချုပ်တာတတရထနာမည်အရှိရမှာနေတယ်ရေဘုတော်ရဲ့အရှိရမှာသူကနေတာ မြတ်မတော်ရဲ့တောင်းပဲမှာတော့ဝိရုလက္ခနမင်းလို့ခေါ်တယ်။သူကတော့ကုံပန္ဒဆိုတဲ့ရလုံးပြူပြူဖိုက်ဖောင်းမောင်းအယုတ်ဆိုးပြီးဇဏ္ဏရဆက်တဲ့ဖတူးတွေကိုအချုပ်တဲ့နမင်းတစ်ခုဖြစ်တယ်။အနောက်ဘက်မျက်နှာမှာတော့ဝိရုပက္ခနမင်းလို့ခေါ်တယ် အဲ့ဒီဝိရုပက္ခနမင်းကနှက္ခါတွေကိုအုပ်ချုပ်တယ်နှက္ခါတွေကိုအုပ်ချုပ်တဲ့မင်းဖြစ်တယ်မြောက်ဖက်ကြတော့ကုဝေရနမင်းလို့လည်းခေါ်တယ်ဝိတ္တဝဏနမင်းလို့လည်းခေါ်တယ်သူကြတော့ယက္ခဆိုတဲ့ဘလူမျိုးစုံကိုအုပ်ချုပ်တယ်ကုံမနဲ့ယက္ခကမတူဘူးပေါ့ ရှက်ခါတော့ဘလူလို့ပြောပြီးတော့ခုံပန်းကြတော့ခုံပတ်တာကြတော့ခုံပန်းလို့ပဲခေါ်တယ်။သူကပို့ပြီးတော့ရှက်ဆက်ကြံကြုတ်တယ်။ဘလူတစ်မျိုးပေါ့နော်။အယုတ်ဆိုးကြည်တန်တဲ့ဘလူချီတွေ။အဲ့ဒါလို့နမင်းကြီးလေးယောက်အုတ်ချုပ်တဲ့စတုမာရေဘုဟာလူပြည့်နဲ့ဆက်ပြီးတော့နေတယ်။လူပြည့်နဲ့ဆက်လို့အဲ့လူပြည့်က ုံမထနတ်တေးဆိုတဲ့ဒီစတုမရနတ်ထဲမှာပါတယ်ပေါ့အပေဘုံတရေဘုံဒိဋ္ဌာဒိဋ္ဌာဘုံတို့ ਨੇ ဆက်ဆက်နေတယ်လို့သူဆိုအောင်ပါဖြစ်တယ်နတ်တေးထဲမှာလည်းပဲဆင်းရဲတဲ့နတ်တေးရှိတယ်ဥဒ္ဒရပါတာတို့ပြင်ကရပါတာတို့ပြင်ကပါတာတို့ဆိုတာအမှန်တမ်းဆင်းရဲကြတယ် ဘုံမဆုတ်တတ်နေပြီဖြိတ်တာမျိုးတော့မဟုတ်ဘူးသူတို့ကစတုမာရဲ့နတ်ထဲကဘုံမဆုတ်နတ်ခေါ်တာပေါ့နော်တရေတစီအဆင့်မျိုးတွေပေါ့အဲ့ဒီနတ်တွေကအစာအသောက်အပဒမရှာပါလို့လူတွေကိုဖန်းစားပြီးတော့လူတွေကြွေးတာပွေးတာကိုစောက်ပြီးစားကြတဲ့နတ်တွေပေါ့ သူတို့ဘယ်လိုစားသလဲတော့မသိဘူးဒုရီယာမပြေရဒုရီယာတော့ငပြောသည်နဲ့ဟုတ်သည်ပဲပြေးရမြင်သို့သောနတ်တင်တာတော့အပြုဆုံးတင်ညာတာလည်းရှိတယ်ပေါ့နော်အဲ့လိုစတုပါရပုံကတတ်တရားလူတွေနဲ့ဆက်ဆက်ပြီးနေကြတာလေအများအပြားရှိတယ် တော့အိမ်ဆောင်နှတ်တို့ကျောင်းဆောင်နှတ်တို့အိမ်ဆောင်နှတ်တို့ကျောင်းဆောင်နှတ်တို့ကိုးဆောင်နှတ်တို့ဆိုရလဲအဲစတုမာရီနှစ်ပုံကနှစ်တိပဲတကယ်ရတော့ကိုနဲ့ဒူလာဖြစ်နေတာကိုးဆောင်နှတ်ကိုအိမ်မှာဖြစ်နေတာကိုကျောင်းအိမ်ဆောင်နှတ်ကျောင်းနေမှာပြီးပြီးတော့ဖြစ်နေတာကျောင်းဆောင်နှတ်တို့ဒီလိုခေါ်တဲ့သဘောရှိတယ်သူတို့ဆောင်းခိုင်းတာတော့မဟုတ်ဘူးသူကမှဆောင်းချထားတာတော့ အဲကြောင့်မို့သူတို့ကိုမေတ္တာပို့အမြတ်ဝေလို့ရှိရင်သူတို့ကကိုယ့်ကိုခင်မင်ပြီးတော့ဆောင်းလျှောက်တတ်တယ်ပေါ့ဒါကြောင့်မို့လို့နတ်တွေကိုအမြတ်ဝေရတယ်လို့ဆိုတာကိုယ်နဲ့အမတ္တမအတုတို့ကနေကြတဲ့ပုဂ္ဂိုလ်တွေမေတ္တာသက်ဝေပို့ရည်ချီးတယ်အမြတ်ဝေရတယ်ရသော်ဘုရားဟောတယ်ယာတ္ထတေဝတာအာတုံတာတံတက္ခိဏပါရိတိ ကိုယ်မှာရှိနေတဲ့ကိုနိဗ္ဗာန်မှာရှိနေတဲ့တတ်တွေကိုတဲ့အမြတ်ဝေပါတဲ့အမြတ်ဝေလိုက်လို့ရှိရင်သူတို့ကဝါမြတ်ဝန္တာအရုခေါ်ပြီးတော့ကိုယ့်ဘုံမှာတဏှာဆောင်းရှောက်မှုတွေပြုလာတယ်လို့ဒါဘုရားဟောထားတဲ့တရားတွေထဲမှာပါတယ်ပေါ့နော်အရဟသုမရေဘုံကတတ်တွေကလူတွေနဲ့ဆက်ဆက်တခါမြင်မှုတောင်ထိတ်မှအခြေပြုတဲ့ တတိကြတော့တာဝရိသနတ်ပြည်လို့ခေါ်တယ်။မြေဖို့တောင်ပေါ်မှာလည်းရှိတယ်၊ဘဝဉ္ဇဉ်မှာလည်းရှိတယ်။အဲ့ဒီအနေတဆင့်တက်တဲ့အခါကျတော့ကောင်းငယ်ဘုံမှာယက်တည်တဲ့နတ်တည်းရတော့ရှားမာနတ်ပြည်လို့ခေါ်တယ်။ရှားမာတဲ့ပို့ပြီးတော့အဆင့်မြင့်သွားတဲ့နတ်ပြည်ကြတော့တုတိတာနတ်ပြည်ဘုရားအလောင်းတည်တည်ထိုင်နေရှိတဲ့နတ်ပြည် အနာရဝိသတိကြီးကတုတိတာကိုရောက်သွားတယ်။ဒိမာရတတိတုတိတာနတ်ဘုံရဲ့အထက်မှာရှိတယ်။တတံပူရှိတဲ့နတ်ပြည်ကြတော့ဒိမာနရတိနတ်ပြည်လို့ခေါ်တယ်။ဒိမာနရတိဆိုတာဖန်ဆင်းပြီးတော့မွေ့လျော်တာကိုကြိုက်တဲ့ပုံစံလေးကိုဖန်ဆင်းပြီးတော့ပြောင်းလဲလုပ်လို့သူတို့ကဒါလွယ်တယ် ကိုကြိုက်တဲ့ပုံမှန်တဏ္ဍာနေ့ပြောင်းလဲတယ်ကိုနေတဲ့ဘိမှန်နေတဲ့ကိုစိတ်တိုင်းကြချဲလဲမောမှန်နေကိုရုပ်ကိုလည်းပဲမျိုးစုံပြောင်းလို့ရတယ်လူပြည်မှာလည်းပဲပြောင်းကြပါတယ်ပိုက်ကဲကျက်စင်ကအသားမဲတဲ့လူကဖြူအောင်ပြောင်းတာအဲ့ဒါအဲ့ဒါမျိုးပေါ့သူတို့ကတော့တကူနဲ့ပြောင်းလူပြည်ကတော့သွားပြောင်းတယ်လေစေနဲ့လုတ်တယ်ခွဲစိတ်ကုသတယ်အနာခံပြီးတော့ပြောင်းကြတယ် အဲ့ဒီတော့ဒီမနာပကာယကနိမန္တရတိဆိုတာကိုယ့်ကိုဖန်ဆင်းပြီးစိတ်တိုင်းညဖန်ဆင်းပြီးတော့နေနိုင်တဲ့ဆိုင်တတရှိတဲ့နတ်တွေလို့ခေါ်ဝိသကာကြောင်းမကြီးကအဲ့ဒီကုံရောက်နေဝိသကာကြောင်းမကြီးကအဲ့ဒီမှာရောက်အဲ့ဒီမှာရှိနေတယ်ပေါ့အဲ့ဒီနိမန္တရတိနတ်ဘုတ်ကိုပဲမနာပကာယကလို့လည်းခေါ်တယ်မနာပဆိုတာ ိုကြိုက်တဲ့နှစ်သက်မြတ်လို့တဲ့ကာယပုံပန်းတဏ္ဍကိုရဲ့ body ကိုရဲ့ရုပ်ပုံတော်ကိုခူးကြိုက်တယ်လို့ပြုပြင်ဖန်တီးလို့ရတဲ့နှတ်လို့သူဆိုလို့ရပုံလမ်းမြမြလုံးနိုင်တယ်ထိဆိုင်မြမြနဲ့ထွင်ပြီးတော့ပုံကမြမြနဲ့နေအဲ့ဒီတဲ့နောက်ဆုံး6နှစ်ပတ်နှတ်ကြတော့ ဣဒဝတ္တဝတိလို့ခေါ်တယ်။သူကြတော့ကိုယ်တိုင်ဖန်ဆင်းတာမဟုတ်ဘူး။သူတစ်ပါးတွေဖန်ဆင်းထားတဲ့အပေါ်မှာသွားရောက်ပြောင်းမွေတာသူကသူများကပြင်ထားရင်သူကအဲ့ဒီမှာသဘောကျပြီနေ။ဘာနဲ့တူလို့ဆိုဥယျာဉ်တွေလှလှပါပါရှိတဲ့အချိန်မှာလူတွေကသွားပြီးလဲကြတယ်ဥယျာဉ်တွေ။အဲ့ဒါမျိုးပေါ့။ပရနိမိတသူများလှုပ်ထားတဲ့အပေါ်မှာ site seeing လက်ကြည့်တယ်ဆိုတာနဲ့တော့တူတယ် ရဏိမိတဝသောသူများဖန်တီးထားတဲ့ဟာပေါ်ကိုတားရောက်ပြီးတော့ချီရှူကြတာလူတွေကတော့အဲ့ဒါတကယ်ပရဏိမိတဝသောတိပဲသူလူဆန်းဆန်းအนุပညာဖန်ဆင်းထားတာလေတားရောက်ပြီးတော့ဝိတ္တိရောပျော်ပိုင်ကြတယ်ချီကြတယ်ဖန်ဆင်းထားတဲ့အံမျိုးမျိုးတွေကိုနားထောင်ကြတယ်အဲ့ဒီသဘောပဲပရဏိမိတဝသော ဲ့ခရဏိဝိဒဝဒဝတိမှာမနတ်ဆိုတာအဲ့ဒီမှာရှိတယ်။ဒါပဲသူကဘယင်တော့မဟုတ်ဘူးအကြည့်ကဲမဟုတ်ဘူး။အဲ့ဒီဘုံမှာရောက်တော့လေသူကအချင်းစရိုက်ဝါဒနာကသူများကိုနှောက်ရှက်ချင်တဲ့ဝါဒနာရှိတယ်။တပိုင်းကတော့သူကုသိုလ်ကောင်းမှုလုပ်လို့ရတယ်။တပိုင်းကတော့သူ့ရဲ့ဝါဒနာဖိစားအရာသူကနှောက်ရှက်ပေးခြင်းနဲ့စိတ်တက်ရှိတယ်။ သူကတော့ဝသဝတိနမင်းမဟုတ်ဘူးနမင်းကြီးစကနားမထောင်နဲ့သဘုံနတ်လို့ဆိုတယ်နတ်သဘုံအဲ့တော့နတ်ပြည်၆ထပ်ရဲ့အနေထားအဲ့လိုရှိတယ်